ားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်ရဲ့ KBK News Channel ရဲ့ပရိသတ်များအားလုံးပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့မှာတော့စာရေးသူညံထက်ရောင်စင်ရေးသားထားတဲ့ဖို့ထုနဲ့မင်းစာပရဲ့နာဒွန်ဆွေဇလန်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဇလန်လေးမစတဲ့ခင်မှာကျွန်မရဲ့ Channel ကို Like and Subscribe နဲ့ထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။ဟုတ်ကဲ့ဒါဆိုရင်တော့ဇလန်လေးအခုပဲစလိုက်ပါအောင်မယ်။ကြဲထားတဲ့ငရုတ်မျိုးစေ့ကငရုတ်ပင်နေတော့တော်တော်လေးရှည်လာပြီဗျ။ကျုပ်တို့လည်းငရုတ်ဆိုင်ဖို့လေခွက်ကို အင်းကနွားတက်ရှင်နဲ့ထွန်ရပေါ့ဗျာမိသားတွေကိုညံ့နေအောင်ထွန်ပြီးလက်ွက်แท้ကိုကောက်ရိုးတွေလိုက်ဖြန့်ရတယ်ကောက်ရိုးဖြန့်လိုက်ပြီးတော့ပေါင်ခွဲရပေါ့ဗျာပေါင်ခွဲတယ်ဆိုတာက ဖြန့်ထားတဲ့ကောက်ရိုးကိုလက်နဲ့ထွာစားလောက်ခွဲပြီးထားရတာကိုပြောတာဗျအဲ့လိုပေါင်နေအများကြီးခွဲရတာပေါ့ဗျာခွဲလို့ပြောင်ဖြစ်သွားတဲ့မိသားကတော့လမ်းလျှောက်လို့ရတယ်ရေသွင်းရင်လည်းအဲ့ကနေသွင်းရပေါ့လက်နဲ့ထွာစားလောက်ဖြစ်သွားတဲ့မိသားရဲ့အပေါ်ကောက်ရိုးမှာတော့မြို့ပင်မျိုးဆက်ရတာဗျမြို့ပင်မျိုးစေ့တွေကိုကြောက် ဘောင်အကြီးကြီးတစ်ခုလုပ်ပြီးကျဲထားတာဗျကျုပ်ကမနဲ့တိုင်းရေတွေသွားလောက်နေရတာလေဗျငရုတ်ပင်နေရှိလာပြီးစိုက်ဖို့အနေတော်လောက်ရောက်မှလေထဲမှာပြန်ဆိုက်ရတာဗျအခုလဲငရုတ်တရားစိုက်လို့ရတဲ့အနေထားမှာရောက်နေမလို့ကျုံနေကျုပ်အဖေလဲလေခွင်းနဲ့ရေတင်နေရဲ့ဗျရေနဲ့ထိမှမြေသားတွေအားဆိုပြီးငရုတ်ကိုလက်နဲ့ထိုးဆိုင်လို့အဆင်ပြေမှာပေါ့ဗျမဟုတ်ရင်မြေကြီးအမာတွေကိုထိုးထည့်လို့လက်တွေကျိုးကုန်မှာပေါ့ဗျာအခုလေထဲရေတင်ပြီးလို့ငရုတ်တွေလဲစိုက်ပြီးကုန်ကြပြီဗျအိမ်မှာလဲအလုပ်တစ်ခုပါသွားတာပေါ့ဗျာ ို့တို့တောင်သူလေသမားတွေကတော့အလုပ်ပါတဲ့အချိန်ကခက်ရှားရှားရေပါဗျကျုပ်အဖေနဲ့အမေတို့လည်းကျို့တို့လေတဲ့ငရုတ်ဆိုင်ပြီးဒီရပိုင်နားနေရဲ့ဗျငရုတ်တရားဆိုက်ခါစားမှုရေတင်ဖို့တော့မလိုသေးဘူးအနိမ့်ဘက်မှာကတော့စပားတွေကကျဲထားပြီးပြီဗျအနိမ့်ဘက်ဆိုတာကကြုံစုရောင်နဲ့နေရနေရလေးဗျအရင်ကဥစားစားတွေရှိရဲလို့ပြောကြတဲ့ကိုကိုကုံရှိရဲဘက်ပေါ့ဗျာကိုမြမင်းကိုကျုံနဲ့ဘိုးတွေနဲ့သွားပြီးကဲရရလေးဗျအဲဘက်ကလေခွင်းနေရညဘက်မြောင်နဲ့ရေဝင်လာတဲ့အချိန်မှာစပားကင်းထဲကိုရေတွေသွင်းပေးရတယ် ဲ့ခါကျဂေးဆိုင်သွားရတာပေါ့ဗျာညာဘက်ကြီးအစိတ်ရှိရတဲ့တံတားတွေအန်တရက်ကလည်းရှိသေးရမလားဗျဟိုးရင်တော့ဆိုရင်ကျို့တို့ကြီးရွာဘက်ကကျမ်းမာရေးတီတွေကမဖြစ်မျိုးချဘူးလေဗျာအဲ့ဒါကြောင့်ကျို့တို့တော်ရွာဘက်တွေမှာကပိုးထည့်ရင်အသက်ဆုံးရှုံးကြရတာကများတယ်ဗျဒါမဲ့အခုနောက်ပိုင်းတော့လူတွေကကျမ်းမာရေးတီဖွံ့ဖြိုးလာကြပြီဗျကျို့တို့ရွာမှာလေကြေးရွာစေခန်းလေးရှိတော့ကျမ်းမာရေးမှုကြီးကကျမ်းမာရေးဆိုင်ရာဘ ഹു တ္တဟောပြောပွဲတွေလုပ်ပေးတယ်ဗျကျို့ကတော့လောကီပညာရဲ့ကိုစိတ်ဝင်စားတဲ့ကောင်းဆိုတော့ ရိုးမွေအကြောင်းမဟုတ်ပဲတိုက်မွေတို့အကြောင်းကိုပဲစုံစမ်းနေရဗျတနေ့ထမင်းစားပြီးလို့အိမ်မှာနားနေတော့ကျုပ်ကအဖေနဲ့အမေကိုမေးကြည့်ရဲ့အမေတို့တိုက်မွေအကြောင်းသိလားကြုံရောကြုံကြဘူးလားကျုပ်ကအဲ့လိုမေးလိုက်တဲ့အခါအဖေကပြောတယ်ဗျတိုက်မွေအကြောင်းဆိုလို့မိမေရောကြုံဘူးမကြုံဘူးမသိဘူးဖို့ထူရဲ့ငါတော့ကြုံဘူးတယ်ကွာအပါကြီးကြုံဘူးရင်ကျွန်တော်ပြောပြပါအောင်ဗျအေးဟိုးရင်တော့ငါတို့ရွာရဲ့ရွာလေးပိုင်းမှာဘိုးကလားဆိုတာရှိရဲ့ကွာဘိုးကလားဆိုတာတန်ကလားရဲ့ဖိုးပြောရလားအပါ ဟုတ်တယ်တန်ကလာရဲ့အဖိုးလေးဘိုးကလာမွေစိတ်တွေကုသပေးရဲ့နေရာမှာဆရာတဆူပဲကွာမွေကိုက်ခံရလို့ကတော့သူ့စီကိုသာသွားအသက်သာပါလာပါစေသူကမွေစိတ်ပြောင်းကုပေးနိုင်တယ်တဲ့အဲ့ဒီတော့ကမင်းအမေနဲ့ငါနဲ့အင်းတော်မကြသေးဘူးဖို့ထူရငေါ့တွေလူငယ်အရွယ်ပေါ့ကွာတနေ့ငါရဲ့ညီမင်းဦးလေးဖိုးရွှေတယောက်လဲတဲ့သွားရင်ပူထီလာခဲ့ရောကွာဖိုးရွှေကမွေကိုက်ခံရရချင်းသူ့ရဲ့အင်းကြီးဆောင်ဖျက်ပြီးဒူကောင်နာမှာတင်းနေအောင်ခြေထားလိုက်တယ်ပြီးတော့အင်းကိုရအောင်ပြန်လာတယ်ကွာ အင်းရောက်တော့သူ့ကိုပိုးကောင်ထေချောင်းပြောတော့ငါလည်းမင်းဦးလေးဖိုးရှူကိုထမ်းပြီးဘိုးကလားစီကိုသွားအောင်ပေါ့ကွာငါတို့ဘိုးကလားအင်းကိုရောက်တော့ဘိုးကလားဝါနေထိုးနေရဲ့ကွာဘိုးကလားငါတို့မြင်တော့ထွညိုဘလို့ဖြစ်လာတော့ကျုံညီဖိုးရွှေတော်ရဲသွားပိုးထီလာခဲ့လို့ဗျဘိုးကလားငါ့အောင်မေတော့ငါလည်းဖြေလိုက်တာပေါ့ကွာမင်းဦးလေးဖိုးရွှေကနှကန်းနေရောတကောလုံးပြနေပြီးကွာမျက်လုံးတွေလည်းမဖွင့်နိုင်တော့ဘူးကဲကဲဖိုးရွှေကိုဒီကွက်ပြပေါ်တင်လိုက်ငါလည်းဖိုးရွှေကိုကွက်ပြပေါ်တင်လိုက်တာပေါ့ဘိုးကလားကွက်ပြပေါ်လဲနေရဲ့ ဖို့ရွှေရဲ့ခြေထောက်ကိုကြိလိုက်တယ်ကွာပြီးတော့ငါ့ကိုငါပြောရတဲ့ရက်ခုတ်ခမ်းလိုက်တယ်။ "तू ကတော့အိမ်မောသူ့လွယ်အိတ်ကိုတက်ယူတယ်။ငါလည်းငါပြောရသွားခုတ်ပြီးရလာရင်ငါပြောရက်ကိုဘိုးကလာကိုပေးလိုက်တယ်။ဘိုးကလာအဲ့ငါပြောရက်ကိုဖို့ရွှေရဲ့ခြေထောက်အောက်မှာထားလိုက်တယ်။ပြီးတော့လွယ်အိတ်ထဲကအင်းလက်ကန်မောတစ်ခုကိုထုတ်ပြီးဖို့ရွှေရဲ့နှဖူးပေါ်တင်ထားလိုက်တယ်။နှုတ်ကလည်းမန်တန်ကိုရွတ်နေရဲ့ကွာ။ဘိုးကလာဖို့ရွှေရဲ့ခေါင်းကနေပြီးလက်နဲ့တတ်ချနေရဲ့။ဒါပေမဲ့ဖို့ရွှေကအစိတ်ကြမလာဘူး။ဘိုးကလာလည်းငါ့ကိုကြည့်ပြီးဒီကြိုက်တဲ့မွေက ရွရွမွေမို့ဖို့ထုံညရတိုက်မွေဖြစ်မယ်လေကွာဒါပေမဲ့ငါစီရောက်လာမှတော့တက်တာစီရပါမယ်ကွာဘုကလာပြောပြီးလွေတရားပလင်းတေးသေးလေးတစ်လုံးကိုထုတ်လိုက်တယ်ကွာပြီးတော့ပလင်းတရားဆေးရည်ကိုသူ့လက်ညိုးပေါ်30လောက်ချလိုက်တယ်ပြီးတော့လက်ညိုးနဲ့ဖိုးရွှေရဲ့ခြေထောက်ကမွေစွေတရားရဲ့နေရာတစ်ဝက်ကိုဝါခွင်ကွင်းလိုက်တယ်ပြီးတော့မှမန်တန်ကိုဆက်ရွပြီးခေါင်းကနေတက်ချနေပြန်တယ်ဒီတစ်ခါတော့ဖိုးရွှေရဲ့ခြေထောက်ကမွေစွေရာကနေသွေးမဲမဲတွေထွက်လာတယ်ကွာသွေးမဲတွေကအောက်ကခံထားတဲ့ မပြောရွက်ပုံစီးကြနေရကွာတောင်းလောက်ကြတော့သွေးမေးထွက်နေရရက်သွားတယ်ဖိုးရွှေမျက်နှာတွေသွေးရောင်ပြန်တန်းထားရဲကွာဖိုးရွှေလည်းတတိပြန်ရလာခဲ့တယ်ဘူကလာငါပြောရွက်ကိုမင်းမြုပ်လိုက်တယ်ကွာငါ့ကိုလည်းနောက်နေ့မှဘူကလာကိုပတ်စံနဲ့မုံနဲ့သွားပြီးကြောလိုက်ကြတယ်မေဦးလေးဖိုးရွှေလည်းဘသူကတိုက်မွေနဲ့တိုက်လို့လည်းမေးကြည့်ော့ဘူကလာမပြောပြဘူးကွာအခုအဖေပြောနေရဲ့တန်ကလာရဲ့အဖိုးဘူကလာဆိုတာကကျွတ်တို့အရွယ်ရောက်လာတော့ဆုံးသွားပြီဗျဒါကြောင့်အဖေပြောပြတဲ့အကြောင်းကျုပ်တေချာနားထောင်နေရ အဖေပြောတာကိုနားထောင်ပြီးကျုပ်ကဘုကလာထုတ်တဲ့စီပလင်းနေရစီကဘာစီလဲအပါကြီးတိလားဘုကလာပြောတာတော့ရတိအန်ခဲစီလို့ပြောတာပဲဖို့ထူရဒီစီဟာပြောကားကြောင့်ဖြစ်တဲ့အစိတ်မျိုးတွေကိုနိုင်နေတဲ့ဥပမာတိုက်မွေတို့ပဒုံးတို့ပြားတို့အဲ့လိုမျိုးစုံးလက်ယုံကဝေးလက်ယုံရဲ့အစိတ်မိသွားရင်ဒီစီကိုအနာတဝိုက်မှာဝါကွင်းလိုက်ရင်အစိတ်တက်ပြီးတဖြည်းဖြည်းပျောက်တယ်တဲ့အခုဘိုကလာလည်းမရှိတော့တဲ့နောက်ပိုင်းဒီလိုပြောကားနဲ့ပတ်သက်တဲ့အစိတ်မျိုးတွေကိုကုနိုင်တယ်လို့ငါတို့တရားမှမတွေ့သေးဘူး ။ဒါကြောင့်အခုခေတ်မှာဒီလိုမျိုးကိစ္စတွေပြန်ကြုံလာခဲ့ရင်လေအသက်တွေပဲဆုံးရှုံးကြရမှာ။ငါတို့မြင်အောင်သေးရဲ့။အဖေကပြောရင်ဘိုးကလာကိုတတိယသွားပုံပဲဗျ။ဘိုးကလာကအခုချိန်ရှိနေသေးရင်ကျွတော့ဘိုးကလာစီမှာပဲအချိန်ပြည့်ရှိနေမှာဗျ။ကျုပ်ကဒီလိုအကြောင်းအရာတွေကိုစိတ်ဝင်စားတာခင်ဗျားတို့အသိပေးလေဗျ။ဒီနေ့လေကျုပ်အားလို့နားနေတော့မှာအဖေပြောပြခဲ့တဲ့ဘိုးကလာနဲ့မွေရီအကြောင်းစဉ်းစားကန်ဖွင့်နေရပေါ့ဗျ။အဖေနဲ့မေကတော့ဒီနေ့ရွာထဲကိုသွားတယ်ဗျ။ဘယ်ကိုလဲသွားရတော့ကျုပ်လည်းမသိပါဘူးဗျ။ ကိုကြီးဖို့ထုရေကိုကြီးဖို့ထုဟောကျုပ်စင်းစားကန်းဖွင့်နေတော့တန်ကလာတရယောက်ချလာရဲဗျလက်ထဲမှာလည်းပကံတစ်လုံးနဲ့ဟေးတန်ကလာလက်ထဲမှာလည်းပကံကြီးနဲ့ပါလားဘာရီတော့ကွာအိမ်မှာမိုးကျွဲတဲ့လို့လို့ကိုကြီးဖို့ထုရေအဲလာပို့တာအော်အေးအေးတန်ကလာပေးပေးကျုပ်လည်းတန်ကလာလက်ထဲမှာပကံကိုယူပြီးမုံကိုအင်းကားပကံထဲကိုလှည့်ထည့်လိုက်တယ်ပြီးတော့ပကံဆေးလိုက်ပြီးပြန်ပေးလိုက်တယ်တန်ကလာမင်းကချက်ချင်းပြန်တော့မလို့လားကွာပြန်တော့မယ်လေကိုကြီးဖို့ထုညကြရင်ကျုံစုရမှာစပွဲရှိရလေဗျာ အဲ့ဒါဟိုကောင်းနေနဲ့ဒီညသွားမလို့ဗျပြင်ဆင်စရာရှိရာပြင်ဆင်ပြီးဆွေးနွေးစရာရှိရာဆွေးနွေးရအောင်ပါအမေမင်းတို့ကစကကြီးစကကြီးနဲ့ဘာရင်ဆွေးနွေးတိုင်မရမှာလဲကွာကိုကြီးဖိုးထုတ်ရလေဗျကျွတ်တွေ့ပွဲကိုပဲချင်းသွားမယ်ပဲချင်းပြန်လာမယ်ဆိုတာတွေကိုကြိုပြီးတိုင်မရပါဗောဗျမဟုတ်ရင်ဟိုလူဆောင်ရဒီလူဆောင်ရနဲ့နောက်ကြကုန်ရောဗျအေးပါမင်းတို့ကစပွဲကြီးမဲ့ကောင်းနေမဟုတ်ဘူးကောင်မလေးတို့လိုက်ပြီးဖွန်ချောင်နေမဲ့ကောင်းနေကျုံစုရအောင်တော့ကြည့်သွားနော်သူတို့စိတ်နဲ့တို့ရွာလူတွေစိတ်ကတူတာမဟုတ်ဘူးရန်နေလည်းမဖြစ်ချနိုင်အောင် ကျုပ်လည်းတန်ကလာကိုတတိပြေစကားပြောပြီးတော့တန်ကလာလည်းပြန်သွားတယ်။ကျုပ်တော့ကျုံစုရွာအကြောင်းဆက်တွေးနေမိရဲ့ဗျ။ကျုံစုရွာကလည်းရွာကြီးတရွာပဲ။အဲ့ရွာမှာကရင်ဘက်မှာဟိန္ဒူမွတ်စလင်လူမျိုးစုံနေကြတယ်ဗျ။ပြီးတော့ပညာသည်လည်းရှိတယ်လေဗျ။ကျုပ်တို့ငယ်ငယ်တုန်းကအမေတို့ကကျုံစုရွာမှာမကောင်းတဲ့အတတ်ပညာတွေတက်တဲ့သူတွေရှိလို့အဲ့ရွာကိုသိမ့်မလို့ဖို့ဗျ။ကျုပ်တို့ကလည်းကလေးဆိုတော့တော်လေပါဖြစ်လေဗျ။အမေတို့ကအရင်ချုပ်ချယ်ပြောတာပေါ့။အဲ့မှာအမေကအဖြစ်ပြက်တစ်ခုပြောပြတယ်။ကျုပ်မေပြောပြတာကတော့ သူတို့ငယ်ငယ်တုန်းကဆိုရင်ကျုံစုရမက အောက်လန်းဆရာကြီးတွေပညာသေးတွေကပေါပေါထင်းထင်းပဲနေထိုင်ကြရတယ်ဗျပြီးရင်အစီရင်နေဦးလေအခကျင်းငွေယူပြီးလောက်ကြတာတဲ့အမေတို့ရဲ့ကျောင်းနေဘက်တငယ်ချင်းဒေါ်စိန်စွာ ရှိရဲ့ဗျဒေါ်စိန်ကအမေတို့တငယ်ချင်းအဖွဲထဲမှာအလှဆုံးနဲ့တနေ့ကျတော့မောင်ငွေတိုးဆိုရဲ့ကောင်းလေးတယောက်ကဒေါ်စိန်ကိုချေးလာဆိုရဲတဲ့ဗျအဲ့မှာဒေါ်စိန်ကညင်းလွတ်တယ်ညင်းတော့မောင်ငွေတိုးကလူကြားတဲ့ဆွဲလာရန်လာလှုပ်ရောတဲ့အဲ့မှာဒေါ်စိန်ကမောင်ငွေတိုးကိုပိုက်ချလိုက်တယ်တဲ့ အဲ့တော့အမောင်ကြီးတို့ကမကျင်းတတ်လို့ကျုံစုရွာကအောင်လန်းဆရာကြီးဦးရေးစီမှာဒေါ်စင်ကိုရွှေအောင်လုပ်ဖို့အစီရင်သွားအပ်တယ်တဲ့အဲ့ဆရာကြီးကလည်းလက်ခံလိုက်တယ်အဲ့ချိန်တော့မိုးတွင်းဆိုတော့တရားနဲ့တရားတိန်နဲ့တိန်သွားရင်လျှို့ပဲအသုံးပြုကြတာဗျဒီနေ့ဒေါ်စင်တရားဥပုံနေမှုဘုန်းကြီးကြောင်ဆွန်ချိုင်ပို့ပြီးလှေလောပြန်လာတဲ့ချိန်ဘေးနာကိုအောင်လန်းဆရာကြီးဦးအေးရဲ့လျှောက်ဘေးနာကိုရောက်လာတယ်ဗျပြော့ဦးရေကဟေ့ဆိုပြီးဒေါ်စင်ကိုလှောက်အောင်ပြီးချောင်းထဲကနေရေနဲ့လှမ်းပတ်လိုက်တယ်။ဦးရေပတ်လိုက်တဲ့ရေတွေက ဒေါ်စင်ရဲ့ခန္ဓာကိုထိသွားရတဲ့တိုင်းတည်းဒေါ်စင်တယောက်ပုံမှန်အသိစိတ်မရှိတော့ဘဲရွတ်တွသွားခဲ့ရတဲ့ဗျ။အဲ့ချိန်တော့ပညာသေးတွေရတယ်တော်တော်စွမ်းကြရတဲ့ဗျ။အခုချိန်မှာတော့ပညာသေးတွေရတူတူဟိုကနေလာကြအကြောင်းသူတို့နဲ့ပြဿနာဖြစ်လာခဲ့ရင်ပညာနဲ့တခုလောက်လိုက်မှဆိုရင်လို့အမေဟာကြို့တူမလွတ်တာဗျ။ကျုပ်ကလည်းအမေအဲ့လိုပြောပြီးကြတဲ့ကတခြားရွာတွေကိစ္စမရှိပဲမသွားဘူး။ဒါကြောင့်တန်ကလာတို့အဖွဲ့ကျုံစုရွာလူတွေနဲ့ပြဿနာဖြစ်ရင်ပညာနဲ့တခုခုလွတ်လွတ်ခံလိုက်ရမှာကိုကျုပ်စိုးရင်နေရဗျ။ ပြီးတော့ကြုံစုရရတဲ့ပွဲတစ်ခုရှိရင်ရံပွဲရလည်းမပါမဖြစ်ဖြစ်နေရဗျကျုပ်လည်းတွေးနေတော့တင်းကုတ်တရားနွားရီရဲ့အော်တန်ကြားနဲ့နွားရီကိုအစာကျွေးဖို့အခုမှသတိရနာတာဗျဒါကြောင့်နွားတင်းကုတ်ကိုချက်ချင်းတန့်ပြေးခဲ့လိုက်တယ်ဒီနေ့အိမ်မှာဝတ်သားရင်ချက်ထားတယ်ကျုပ်တို့မိသားစုလည်းထမင်းလက်ဆောင်စားနေကြတာပေါ့အဖေနဲ့မြာထမင်းဟင်သိပ်မစားပါဘူးဗျကျုပ်ကသာ၃လပကံလောက်စားတာဗျစားပြီးတော့တန်ကလာနာပို့ထားတဲ့မုတ်ကျဲသေးကိုအချိုတဲရတာပေါ့ဗျာပြီးတော့မှအဖေကဖက်ချန်စလေးတို့ကျူတောက်နေရဲ့ဗျာ အမေကတော့ဝါနေထိုးနေတယ်။ဖို့ထိုနေတညကျုံစုရောင်ပွဲစီကိုသွားမလား။မသွားပါဘူးမေယာ။ကျုပ်ကအဲ့လိုပွဲစီတွေကိုမသွားတာ။အမေလည်းသိရတာနဲ့။အေးလေမင်းငွေရဲ့နေတာပရလောကအကြောင်းသာစိတ်ဝင်စားတာ။ဒီလိုအပြောပါဆိုစိတ်ဝင်စားနေလည်းသိတာနဲ့။ပြီးတော့နေမယ်ငယ်ရတဲ့ကျုံစုရောင်မသွားဘူးနဲ့တခြားကြောင့်နေပြောခဲ့ရမလား။အဖေကပါအဲ့လိုဝင်ပြောတာဗျ။သိပါရဲ့တော့လူငယ်ဆိုတော့သူများကြီးလိုသွားကျင်နေသလားလို့မေးကြည့်ရပါ။ပြီးတော့အခုကအရွယ်လေးရောက်လာပြီလေ။ ငငယ်ရကြခလေးစိတ်နဲ့ဆိုတော့တချောင်းတွေနဲ့ပြဿနာဖြစ်မှာစိုးလိုပါတော့အေးအခုပရာလောကအကြောင်းစိတ်ဝင်စားရလဲဝင်စားပေါ့ဖုထုရေဒုက္ခလည်းရောက်နေအောင်မယ်နော်အရာတိုင်းကိုဆက်ဆုပ်တိုင်းနဲ့မကောင်းဘူးတော်ကြာနေဦးလေးတင်ဆိုလို့ဖြစ်နေမယ်ဦးလေးတင်ဆိုကဘာဖြစ်လို့လဲအမေရဲ့ဦးလေးတင်ဆိုကအမေရဲ့မောင်အရင်ပြကျုပ်လူမှန်တိစားရီကဦးလေးတင်ဆိုကဘာဖြစ်ထားရမသိဘူးလမ်းရှောင်ရင်ခြေတော့ကထွန်းနေထွန်းနေနေပြနေဦးလေးတင်ဆိုကနေရွယ်လောက်တော့မပေါ့သူလည်းနေလို့ပဲလော်ကီပိုင်းကိုစိတ်ဝင်စားခဲ့ရလေ ဟိုဆက်ဆက်ဒီဆက်ဆက်လေးလောက်တက်တယ်။မင်းဦးလေးတင်ဆိုတာအထက်လန်းခိုင်မတက်ထားဘူးလေ။ဒီလိုနဲ့သူကဟိုဆက်ဆက်ဒီဆက်ဆက်လောက်ရင်တနေ့မှပညာသေးတယောက်ကသူ့ကိုမကျင်နဲ့လို့လှုပ်လိုက်တာ။အခုလိုခြေထောက်ထွန်းနေထွန်းနေနဲ့ဖြစ်သွားတော့ပဲ။ဟိုအဲ့အကြောင်လား။ကျုပ်ကိုစိတ်မပူပါနဲ့အမေရေ။ကျုပ်လည်းနေရာတကာတိတ်မပပါဘူး။အေးအေးမပိုင်လည်းပြီးရပဲ။ကျုပ်လည်းအမေတို့နဲ့စကားစဖြတ်ပြီးရွာထဲကိုလမ်းလျှောက်ထွက်လာလိုက်တယ်။ညကျရင်ရွာထဲကလူတွေက ကျုံကျူရကပွဲစည်းကိုသွားဖို့အခုတည်းကပြင်ကြားဆင်နေကြအကိုတွေ့ရရဲ့ဗျ။ဒီညလာပြညကြီးဗျ။ညမိုးချုပ်ကြီးကျုပ်တယောက်တည်းလေကွင်းထဲရေးသွင်းဖို့ထွက်လာခဲ့တယ်။ကျုပ်လွယ်နေကြလွယ်လေလွယ်ခဲ့တယ်။လွယ်ထဲမှာလည်းအင်းချက်တို့မုံလို့ပါရဲဗျ။မုံကတော့ကျုပ်စားဖို့ပေါ့။ကျုပ်လည်းလာတာနေပြီမယ်။အစစ်ရှိတရမာရီရဲ့အန်တီရဲ့ကင်းအောင်နှစ်တောင်တိုးတံမီနဲ့မိထိုးပြီးရှောက်လာခဲ့တယ်။ကျုပ်လျှောက်လာတာဥခင်သိန်းတို့ရဲ့လေကွင်းနောက်ရောက်လာပြီဗျ။နည်းနည်းလောက်ထက်ရှောက်လိုက်ရင်ကျုပ်တို့စပါးကင်းကိုရောက်ပြီ။ဥခင်သိန်းရဲ့လေကွင်းနောက်မှာ ဘန်နာပင်အကြီးကြီးတပင်ရှိရဲ့ဗျကျုပ်လည်းဘန်နာပင်ကြီးကနေဖျက်ရှောက်လာတဲ့အချိန်ကျုပ်လည်းကိုတရရောက်ကကင်တလို့ခန်းစားရတယ်ဗျဒါနဲ့ကျုပ်ကြည့်လိုက်တော့ဟောကြောင်လေးတကောင်ကျုပ်လည်းတေဝင်ဖို့စူးစမ်းနေရဗျဒါပေမဲ့သူဝင်လို့မရပဲနောက်ကိုပြုတ်ကျသွားတယ်သူ့ပုံစံကြည့်ရတာနာကျင်နေတဲ့ပုံပဲဗျကျုပ်လည်းသူ့ကိုကြည့်ပြီးတနာသွားတယ်ကျုပ်စိတ်ထင်သူကျုပ်လွယ်ထရမုံကိုစားချင်လို့ယူဖို့ကြိုးစားပုံပဲကျုပ်လွယ်လွယ်ထရမုံကိုထုတ်ပြီးသူ့ကိုချကျွေးလိုက်တယ်ပြီးရနဲ့ကျုပ်စပားကင်းကိုထွက်ခဲ့တယ် မြောင်တဲလေးရှိရောက်နေရနဲ့စပါးကင်းနေကိုရေးသွင်းလိုက်တယ်။ကျုပ်ရေးသွင်းနေရကအနေဘက်ကလဲလေးဗျ။ကျုံစုရနေနေတော့ကျုံစုရဇက်ပွဲရတချင်းတန်တွေကိုအတိုင်းသာကြားနေရတာဗျ။ကျုပ်လည်းတနားရီလောက်ရေးသွင်းပြီးတော့အင်ကိုပြန်ခဲ့ရပေါ့။လက်မှာတော့ကျုပ်ချကြွေးခဲ့တဲ့မုံရောကြောင်လေးကိုရောမတွေ့ရတော့ဘူး။ကျုပ်အင်ပြန်ရောက်တော့ည10နာရီကြော်နေပြီဗျ။ကျုပ်လည်းကိုလည်းတန့်ဆင်ပြီးအိမ်ရောက်ဝင်လိုက်တယ်။အရန်ကိုအေးချမ်းပြီးတားရတဲ့ကွင်းမြင့်ကြီးတစ်ခုစီကိုကျုပ်ရောက်နေရဗျ။ကွင်းမြင့်ကြီးအလဲမှာဗန္နာပင်ကြီးတစ်ပင်ကအခက်လက်ဝေးဆာဆာနဲ့ရှိနေရ။ အဲ့အပင်အားမှာလူငယ်တယောက်ကထိုင်နေရဗျအဝေစားကလည်းအရင်ရှိခက်ကပုံစံမျိုးနဲ့ဥပဒေရုပ်ကကောင်းကောင်းပဲဗျအရွေကတော့ကျုပ်နဲ့မတိမ်မရင်ပဲလူငယ်လေးကကျုပ်ကိုတွေ့တော့ပြုံးရတယ်ဗျကျုပ်လည်းအလိုက်တင်ပြန်ပြုံးရလိုက်တယ်ကိုဖို့သူအောင်းနေရလားလူငယ်ကကျုပ်နာမည်ကိုသိနေရဲ့ဗျဟုတ်ကဲ့ဒီနေရာဘယ်နေရာလဲခမရရောဘာတူလဲကျုပ်နာမည်ကိုရောဘလို့သိနေရလဲဒီနေရာကကျုပ်ရဲ့ပိုင်တဲ့နေရာပါကိုဖို့သူကျုပ်နာမည်ကတော့နာတော်လို့ခေါ်ပါတယ်ကျုပ်ကဥခင်သိန်းတို့လေခွင့်ရဗနာပင်ကြီးမာနေတဲ့ အစွမ်းအေးတီရှိရဲ့မင်းစာပေးရမှာကျုံမှာအပေါင်းဖော်ရင်းနဲ့တပည့်တပန်းတွေလည်းရှိပါတယ်ခမရပိုင်တဲ့နေရာကိုကျုပ်ကဘလို့လို့ရောက်နေရတယ်ဒီလိုပါကိုဖို့သူကျုပ်တို့မင်းစာတွေကကိုအစာကျွေးခဲ့သူစောက်ရှောက်ပေးရတဲ့တာဝန်ရှိပါတယ်ကိုဖို့သူကျုပ်ကိုမုတ်ကျွေးခဲ့ရကိုမှတ်မိလားကျုပ်လည်းဥခင်သိန်းတို့ရဲ့လေခွင်းနာမှာကြောင်တကောင်မုတ်ကျွေးခဲ့တာပြန်တရရသွားရေးဗျအဲ့ကြောင်တရလည်းကျုပ်ရှိရလူငယ်ဖြစ်နေမှန်းသိလိုက်ရတယ်ကျုပ်လည်းခမရမင်းစာပြင် ဖြစ်ပြီးဘာလို့ကျုပ်ကျွေးရမုတ်ကိုစားခဲ့ရလဲ ီးတော့ကျုပ်ကိုပါဆောင်းရှောက်ပေးမယ်ဆိုတော့ခမရတပည့်တပန်းတွေကိုဘယ်လိုလုပ်မလဲကိုဖို့သူအဲ့ကိစ္စကိုတွေးဖို့ကြာမလိုပါဘူးဗျကျုပ်နဲ့ကိုဖို့သူကရေဆက်ရှိလို့အကြောင်းရှိလို့ဒီလိုဖြစ်လာခဲ့လို့ပဲပြောရမှာပေါ့ဗျာပြီးတော့ကျုပ်ကိုဖို့သူကိုပေးစရာရှိပါတယ်မင်းစားလေးနာတော့ကပြောပြီးလက်ကိုဆန့်လိုက်တယ်ဗျကျုပ်လည်းကျုပ်လက်ကိုဆန့်ပြီးဖြန့်ပေးလိုက်တယ်ဟောကျုပ်လက်ထဲမှာအပင်တပင်ရဲ့အမြက်တကူဗျအရွယ်အစားလက်တန်းလုံးလောက်ပဲရှိရဲ့ဒါမော်ဆေးမြစ်ပါကိုဖို့သူဒီစင်းနဲ့မကောင်းတဲ့အန်တီရဲ့ပျော်ကားမှန်သမျှကိုရှင်းလင်းနိုင်တယ် အနာရောဂါတွေပျောက်ကင်းအောင်လည်းကုသနိုင်တယ်။ကျုပ်ကိုအစာကျွေးခဲ့တဲ့အတွက်ကိုဖိုးထုကကျုပ်ရဲ့အရှင်သခင်ဖြစ်သွားပါပြီ။ဟောဒီမင်းစာရုပ်လေးကိုလည်းယူထားပါ။ဒီရုပ်လေးကကျုပ်နဲ့ကိုဖိုးထုနဲ့ဆက်သွယ်ဖို့ဂျာခန်ကရိယာပဲ။ကျုပ်ကတော့မင်းစာပြင်နာတော်ပြောသမျှကိုအံ့ဩစွာနဲ့နားထောင်နေမိတော့တယ်ဗျ။အဲ့ဒီအချိန်မှာပဲကျုပ်ရဲ့အမြင်အာရုံတွေဝေဝါးပြီးအမောင်ကျသွားခဲ့တယ်။ကျုပ်တော့မနက်၈နာရီကြော်နေပြီဗျ။ကျုပ်လည်းအေးအကာနုံနုံချင်းလက်ထဲမှာတခုခုကိုစုပ်ကင်ထားကိုတရီထားမိလို့ကြည်လိုက်တော့ကျုပ်လက်ထဲမှာအပင်အမြင့်လေးတစ်ခုဗျ။ ဒါနာရုံးပေးခဲ့တဲ့စိတ်မြေလေးဖြစ်မယ်ဆိုပြီးကြုတ်တွေးမိတယ်။အဲ့ဟာနဲ့သူပေးခဲ့တဲ့အယုတ်ကလေးကိုရှာကြည့်တော့ကျုပ်အေးရရဲ့ဘက်ဘက်ပင်နာမှာအယုတ်လေးတရုပ်ပြကျုပ်လည်းဓာရီကိုမြင်လိုက်တော့အိမ်မက်မဟုတ်မှန်းသဘောပေါက်သွားတယ်။ကျုပ်လည်းမျက်နှာတက်ပြီးထမင်းချမ်းစားလိုက်တယ်။အဖေကတော့ငရုတ်ပင်နေပိုးကြလားမကြလားသွားကြည့်ရဲ့ဗျ။အမေကတော့ထမင်းချက်နေရဲ့။ကျုပ်လည်းအားနေတော့ညာအိမ်မက်ကိုပြန်တွေးနေမိအေး။မင်းငွေရေမင်းငွေဥတင်ဆိုးဗျ။ဥတင်ဆိုးစွာကအမေရဲ့မောင်ရဲလေးဗျ။ကျုပ်ရဲ့ဦးလေးပေါ့။ အမေဟင်းချက်နေရဲ့ဦးရင်ဘာကိစ္စရှိလို့လဲကျုပ်အင်မောကနေလှမ်းဖြေလိုက်တော့ဥတင်စွာထော်နေထော်နေနဲ့ရှောက်လာပြီးအင်မောတက်လာတဲ့ဗျပြီးတော့ကျုပ်ဘေးမှာဝင်ထိုင်လိုက်တယ်ကိစ္စမရှိပါဘူးကွာဒီတိုင်းငါးနမစီအလဲလာတာမင်းရောဘာလို့လုံနေလဲဖို့ထူရကျုပ်ကောင်ညာစပါကင်းရေးသွင်းတာအိတာနောက်ကြလို့စောနာမှာနိုးရာဦးရဥတင်စွာကျုပ်ပြောနားထောင်ရင်သူခြေထောက်တွေကိုနှိပ်နေရဲ့ဗျဦးလေးခြေထောက်တွေကဘလို့ဖြစ်နေလို့လဲကွာဒီလိုပါပဲကွာညောင်းညာနေလမ်းလျှောက်ရင်စစ်ခနဲ့စစ်ခနဲ့နားနေရဲ့ကွာ ခွန်ကြီးကြောင့်တိုင်းပို့ဆိုးတယ်မခံမရနိုင်အောင်နာတာကွအဲ့ကြောင့်လမ်းလျှောက်ရင်ထော်နေထော်နေဖြစ်နေရငါလမ်းလျှောက်ရမှာတော့ကြောက်နေမိအေးဒါနဲ့ဦးလေးကိုကြုံမရအောင်မေးဦးလေးပင်ဆိုင်ရှိရဲ့ဆိုရုံလားရုံတာဘောဖို့ထူရရုံဆိုငါကိုယ်တိုင်ကြုံခဲ့ရလေကွာမင်းကဘာလို့မေးရလဲကွာဒီလိုပဲမေးကြည့်ရပါဗျာဒါနဲ့ဦးလေးကြုံခဲ့ရတဲ့အကြောင်းကိုကိုပြောပြပါလားဦးအေးဒီလိုကွာဖို့ထူရငါမင်းရွယ်လာမှာပေါ့ညတညမှာငါစပါးကင်းလေးကိုရေးသွင်းဖို့ထွက်လာခဲ့တယ် ငါလေခွင်းကိုသွားဖို့ဆိုရင်ဦးခင်သိန်းရဲ့လေခွင်းကိုလည်းဖျက်ရရလေကွာအဲ့တုန်းကဦးခင်သိန်းလေခွင်းမှာဗန္နာပင်တေးသေးလေးတပင်ရှိရဲကွာအခုတော့အကြီးကြီးဖြစ်နေပေါ့ကွာငါအဲ့နာကနေဖျက်သွားရင်လည်းအဲ့ဗန္နာပင်အောက်မှာကြောင်ပေါက်လေးတစ်ကောင်တွေ့အောင်အဲ့ဟာနဲ့အင်းခေါ်ပြီးမွေးမယ်ဆိုပြီးတွေးမိရပေါ့ဒါကြောင့်ဖမ်းပြီးငါပစိုးကပိုက်ထုံထဲကိုထည့်လိုက်တယ်ဒါပေမဲ့ငါထည့်လိုက်တာနဲ့ဗန္နာပင်တွေကနေပြီးတော့ကြောင်ပေါက်လေးအများကြီးရထွက်လာရောဖို့ထူရသူကငါ့ကိုပတ်ပြီးပြေးနေခဲ့တာငါလည်းကြောက်ဖို့နာဝရှိထားတော့ ဒါရီကမင်းစာလေးအများဖြစ်နေမလားလို့တွေးမိလားပေါ့မင်းစာလေးတွေကသူတို့အန်တရမပေးရင်ကို့လည်းဘာအန်တရမှမပေးဘူးဆိုတာလေကြားဖို့ရဲကွာငါပစိုးကပိုက်ထုံနေရလဲကြောင်ပေါက်လေးမဟုတ်ပဲမင်းစာလေးဖြစ်နေမလားတွေးမိပြီးကြောက်လာနဲ့အပင်အောက်မှာပဲပြန်ချထားခဲ့လိုက်တယ်ငါချထားလိုက်တာနဲ့ငါ့ကိုပတ်နေတဲ့ကြောင်လေးတွေကရက်သွားတယ်ကွာပြီးတော့ဗန်နာပင်နဲ့ပြုတ်ဝင်ဖျောက်ခွဲသွားတယ်ငါလည်းတယောက်တည်းဆိုတော့ကြောက်နေရနဲ့ရေမသွင်းတော့ပဲအင်ကိုပြန်ပြေးလာခဲ့တယ်ငါကြုံခဲ့ရအဖြစ်ပြက်ကတော့အဲ့ဒါပဲဖို့ထူရ ကျုပ်လည်းဥတင်ဆိုပြောတာနားထောင်နေရင်အကြံတခုစဉ်းစားမိသွားတယ်ဗျ။အဲ့ဒါညာကျုပ်ကိုနားတွန်းပေးခဲ့တဲ့ဆေးမြက်ကဆွမ်းဆွမ်းသိရအောင်လှုပ်ကြည့်ဖို့ပါဗျ။ကျုပ်လည်းကြောက်ပြင်းနောက်ကျောမှာရေထည့်ပြီးဆေးမြက်ကိုသွေးလိုက်တယ်ဗျ။ရာနာရဲ့ဆေးရည်ကိုယူပြီးဥတင်ဆိုရဲ့ခြေထောက်ကိုလင်းပေးလိုက်ပြီးတော့နှိပ်ပေးလိုက်တယ်။ဥတင်ဆိုကတော့ကျုပ်ဆေးလင်းပြီးနှိပ်နေတဲ့အချိန်မှာသူ့ခြေထောက်ကအရန်ပေါ်ပါသွားပြီးအပူတွေထွက်သွားသလိုခံစားရရလို့ပြောတယ်ဗျ။ကျုပ်လည်းကွန်တရာညာလောက်ကြောက်အောင်ဆေးရည်လင်းပေးပြီးနှိပ်ပေးလိုက်တယ်။ခဏနေရော ဦးလေးလမ်းလျှောက်ကြည့်ပါလားအရင်လိုနာနေသေးလားတက်တာလားလို့ဦးတင်စိုးကလည်းထပြီးလမ်းလျှောက်ကြည့်လိုက်တယ်ဦးလေးတင်စိုးလျှောက်တာထော်နေထော်နေဖြစ်မနေတော့ဘူးဗျဟာအရင်ကထိုးဆန့်နေဖို့ထူရင်ငါငါချက်တော့ကခံစားနေရဝေဒနာတွေမရှိတော့ဘူးကွာဦးတင်စိုးကဝမ်းသာလုံးလုံးရှင်းနေပြီးတော့လက်သေးလက်မောင်းတန်ပြောနေရဗျသူ့အတန်ကြောင့်အမေလေးမိဖို့ကြောင့်ထွက်လာပြီဟက်တင်စိုးဘာဖြစ်နေရလဲမင်းငွေရငါချက်တော့နာနေရဝေဒနာတွေမရှိတော့ဘူးဟာနေသားဖို့ထူရဲ့စီကအရန်စွမ်းနာပဲ သူဟာဆရာကောင်းတမားကောင်းနေနဲ့ส่งခဲ့ရတာပဲဟာမင်းငွေရဥတင်စွာဝမ်းသာတော့ပြီးအမေကိုပြောနေရပါဥတင်စွာအမေနဲ့စကားရေးအကြ ాయి ပြောပြီးမှအင်းပြန်သွားတယ်အမေကတော့သူ့မောင်ချက်တော့ပြန်ကောင်းသွားတာကြောင့်ဝမ်းသာပြီးကျုပ်ကိုချီးကျူးလို့ပေါ့အဖေလည်းလေခွင့်ရနေပြန်လာတော့အဲ့အเจ้าနေတည်ပြီးကျုပ်ကိုမေးရပေါ့ကျုပ်လည်းဆရာကြီးပေးခဲ့တဲ့ဆေးမြက်လို့လင်ပြောရတာပေါ့ဗျာဒီဆေးဟာမှော်ဆေးမြက်ဖြစ်ကြောင်းသိပြီးရဲ့နောက်နာတော့ဟာကျုပ်ကိုတကယ်ဆောင်းရှောက်နေလားကျုပ်သိကျင်လာရဲ့ဗျအဲ့ဒါနဲ့ညတညမှာ ဖေနဲ့မေအိတ်နေအချင်းကျုပ်ကမင်းစာရုပ်လေးကိုကင်ပြီးတော့ပါဇက်ကနေနောက်တော့မင်းငေါတကယ်ဆောင်းရှောက်နေလားမင်းစာရုပ်ရဲ့နားကိုကပ်ပြီးပြောလိုက်တယ်ထူဆန်းစွာနဲ့ပဲဟုတ်ကဲ့ကျုပ်ဆောင်းရှောက်ပေးနေပါတယ်ကိုဖို့သူအတန်တခုကိုကျုပ်ကြားလိုက်ရရဲ့ဗျအတန်ဘယ်ကနေထွက်လာမှန်းတော့မသိဘူးအေးမင်းစိတ်မြက်ကတကယ်စွမ်းနာပဲကွာငါဦးလေးကိုကူပေးလိုက်တာသူ့ခြေတော့ကလမ်းလျှောက်ရတာအရင်တိုင်ပြက်ဖြက်သွားပြီဟုတ်ပါတယ်ကိုဖို့သူကိုဖို့သူရဲ့ဦးလေးကစုံတယောက်ရဲ့ပညာနဲ့အလောက်ခံထားရပါ ကျို့လိုတကူအေဒီရှိရဲ့မင်းစာပင်ရဲ့တယောက်ကပြည့်ရဲ့မော်စီမြက်ကသူ့ရဲ့ပညာကိုအေးစေးကူတာနိုင်ပါတယ်ပြောကိုဖိုးထူရတာကျုပ်ကိုမမြင်ရပါကျုပ်ကကိုဖိုးထူပင်နာမှာအမြဲရှိပြီးအန်တီရီကိုကာကွယ်ပေးနေပါတယ်ကျုပ်ရဲ့ကိုပါမင်းစာရုပ်ကိုသာမပြောင်းမပြတ်သိမ်းထားပါအဲ့မင်းစာရုပ်ရှိနေတဲ့ကျုပ်ပြောတဲ့မြောက်ကိုဖိုးထူအကုန်ကြားနိုင်ပြီးကျုပ်နဲ့ဆက်သွယ်နိုင်ပါတယ်ကျုပ်နဲ့နာတော်စကားပြောနေတဲ့ပုံစံကတယ်လီဖုန်းပြောသလိုပုံစံမျိုးပြကျုပ်ကမင်းစာရုပ်ကိုကိုင်ပြီးစကားရေးပြောနေသလို နာတော့ကလည်းပြန်ပြောနေတဲ့အတောင် ကြားနေရတာဗျကျုပ်လည်းနာတော့နဲ့စကားပြောပြီးအိတ်လိုက်တယ်ကျုပ်တို့ငရုတ်ပင်နေရတော့အပွင့်နေပွင့်နေကြပြီဗျငရုတ်ခင်းပြရပဲဆိုင်ထားတဲ့လေတွေကတော့ရေလိုရပြီပေးတဲ့သူတွေကပေးပင်တွေကိုရိတ်ပြီးပေးပင်တွေကိုအပုံသေးသေးလေးတွေပုံထားတာဗျပြီးမှအကုန်လုံးစုပုံတဲ့ပြီးနွားနဲ့နင်းခိုင်းရတာကျုပ်ကတော့အိမ်မှာအလုပ်တွေအားနေရနဲ့သူများလေတွေကိုနေစားလိုက်ဆင်းနေဗျနေစားဆင်းနေစွာကတမနက်ကိုဘလောက်တညက်နေကိုဘလောက်ဆိုပြီးအခကျင်းငွေယူပြီးလေတွေဆင်းတာကိုပြောတာဗျ အခုလေဦးလေးဝင်းကိုတို့လဲမှာပဲသိနေတာနေစားဝင်လို့နေရပြို့ပဲသိနေစွာကရေးထားတဲ့ပဲပင်မျိုးပုံနာကိုပြောလာဗျပဲပင်ကိုပုံရင်မနဲ့စောစောသိမ့်မုံရတယ်မဟုတ်ပဲနေ့လေပမာသိရင်တော့နေပူတော့ပဲတွေကအရန်ချောက်နေပြီလက်နဲ့ထိရနဲ့ကွက်ထွက်ကုန်ရောဗျအဲ့ကပဲစီတွေကလေတွေကြကုန်တာပေါ့ဗျအဲ့ကြောင့်မနဲ့စောစောနေမကွဲသေးတဲ့အချိန်မှာပဲတွေကိုသွားပုံနေဗျအခုဦးဝင်းကိုတို့ရဲ့လေတွေကပဲတွေကိုပုံနေရကကြောက်ရဲကြောက်ဆူးရဲကိုငွေပူရဲဗျ တို့တို့လည်းတစင်းနဲ့ရိတ်ထားတဲ့ဘဲပုံသေးသေးလေးတို့လိုက်စုပြီးတနေရာလေးပုံနေကြတာပေါ့ဗျာအော်အမလီအဲ့ချင်းကိုငွေပူရဲ့အော်တန်ကိုတို့တို့ကြားလိုက်ရဟဲ့ဗျကိုငွေပူကိုငွေပူဘာဖြစ်တာလဲဗျဖို့ထူရင်ငါပူကောင်အကိုက်ခံရလို့ကဗျာအဲ့ပူကောင်ဘယ်ရောက်သွားလဲကိုငွေပူတို့တို့လည်းမွေယိုအနေနာမှာလိုက်ရှာပေါ့ဗျာဒါပေမဲ့မွေယိုမတွေ့ဘူးဗျာတို့တို့လေကိုငွေပို့ကိုထမ်းပြီးကြေးလက်စေကန်းစီကိုအမြန်ပို့ရပါဗျာကိုငွေပို့ကိုကိုက်လိုက်တဲ့မွေကိုမြင်လိုက်လား မြင်လိုက်ပါရဲ့ဆရာမွေဟုတ်ပါကိုငွေပူကရန်နာကျင်နေရဲ့ကြောင့်အားနဲ့နေအတန်နဲ့ဖြေးထားဗျဆရာဝန်ကလည်းစိတ်တလုံးထိုးပြီးအဲဒါမှမတက်တာပဲကိုငွေပူရဲ့ခြေထောက်ကြီးကရောင်ကိုင်းလာတယ်ဗျပြီးတော့နှကန်းနေရလဲပြလာနေပြီအသိစိတ်လဲလွတ်မလို့ဖြစ်နေပြီဗျဖို့ထူရင်ငါတွေးမတအောင်ဖြစ်နေပြီအစိတ်ပြေစီထိုးရတာမတက်တာဘူးမြို့စင်းုံကိုပို့ရင်လဲအချင်းအမမီလောက်ဘူးထင်တယ်အခုလိုပါကြောင့်ဖြစ်နေရလဲမသိဘူးဆရာဝန်လေးရဲ့စကားကြောင့်တို့တို့တဲ့ကိုငွေပူအတွက်စိတ်ပူလာတယ်ဗျ ကိုငွေပူရဲ့အမေဒေါတောင်းဆိုင်ကတော့ဒီချိန်မှာဘူကလာတာရှိနေတဲ့သူတောင်းကိုကယ်လို့ရနေမှာဆိုပြီးအော်ငုံနေရဲ့ဗျကျုပ်လည်းတခုခုကိုစဉ်းစားမိပြီးအင်ကိုအမြန်ပြန်ပြေးလိုက်တယ်ပျော်လွှဲထရမင်းစာရုပ်ကိုယူလိုက်တယ်နောက်တော့ငေါ့ရွာကိုငွေပူပို့ထိထားတယ်အာမင်းရဲ့မှော်စေးမျက်နဲ့ကိုပေးလို့ရလားရပါရဲ့ကိုဖို့သူဒါပေမဲ့အခုကိုငွေပူအကက်ခံရကရိုးရိုးမွေမဟုတ်ဘူးကိုဖို့သူသူကတိုက်မွေနဲ့အကက်ခံရတာဟေ့တိုက်မွေဟုတ်လားနောက်တော့အဲ့ဆိုငါဘယ်လိုလုပ်ရမလဲလွဲပါတယ် ြုတ်ပေးထားတဲ့စင်မြစ်ကိုရေထဲစိန်ထားလိုက်ပါပြီးရင်အဲ့ဒီကိုသူ့အရင်တိုက်ထားလိုက်ပါပြီးရင်ကိုဖိုးတို့ရဲ့ဆရာဘိုးတီပေးခဲ့တဲ့အင်းချက်တွေထဲမှာမွေပုံကိုချုံနှောင်ထားပါတဲ့အင်းချက်ကိုမွေအကိုက်ခံရတဲ့နေရာမှာကပ်ပြီးထားလိုက်ပါကျုပ်လည်းမင်းစာရုပ်ကိုကင်ပြီးပြေးနေနေပြောနေရဗျပြောပြရနေမင်းစာရုပ်ကိုလွှဲထဲပြန်ထည့်ထားလိုက်တယ်ကြီးရွာစည်းကမ်းကိုပြန်ရောက်တော့ကျုပ်လည်းမှော်စည်းမြစ်ကိုထုတ်ပြီးရေစိန်ထားလိုက်တယ်ပြီးတော့အဲ့ဒီကိုကိုငွေပူပစက်ထဲဝင်အောင်တိုက်ဖို့ကြောက်စုကိုတောင်းဝင်ပေးလိုက်တယ် ကျောက်ကလွဲထဲမှာနာတွန်းပြောတဲ့အင်းချက်ကိုရှာနေရပေါ့ဗျာတွေ့ပြီဗျငွေပုံစံလိုဟာမျိုးချုံနှောင်ထားတဲ့ပုံစံနဲ့အင်းချက်ဗျကိုငွေပူကဒရင်ခွင့်ဝေးတာရှိတော့တယ်ကျုပ်လည်းအင်းချက်ကိုကိုငွေပူငွေကိုက်ခံရတဲ့ခြေထောက်နေရာမှာကတ်ထားလိုက်တယ်စိတ်ထရလည်းမကောင်းတဲ့အစိတ်ပျော်ကမှတ်သည်မြအကုန်ထွက်ဆန်းကွာဆိုပြီးပြောနေမိရဲ့ဗျကြောက်စိုးလည်းမှော်ဆေးမြင့်စိန်ထားရေကိုကိုငွေပူရဲ့ပါဆက်ထဲကိုနည်းနည်းစီထည့်ဖို့ပြောထားလိုက်တယ်ဗျကိုငွေပူရဲ့အမေဒေါ်တောင်းစိန်နဲ့ရွာသူရွာသားတွေကလည်း စီကံမှာဝိုင်းနေရဲ့ဗျဒေါတောင်းစိန်ကတော့ငိုပြီးကျုပ်လို့တမျောက်ကြည့်နေရဲ့ကျုပ်လည်းအင်းချက်ကိုကတ်ထားတာခဏကြာတဲ့အခါကိုငွေပူရဲ့မွေကိုက်ခံရရင်မွေဆဲရနေရကနေမင်းညင်ညင်အရေးတွေထွက်လာတယ်ဗျတောင်းလောက်ကြတော့မှအနီရောင်သွေးတွေနည်းနည်းထွက်လာတယ်ဆရာဝန်လေးကိုငွေပူကိုစစ်စစ်ကြည့်လိုက်ပြီဟာထူးဆန်းလိုက်တာဗျကျုပ်ကကိုငွေပူကိုလက်လျှော့ရပြီထင်နေရအခုကိုငွေပူရဲ့ခန္ဓာကိုယ်ထဲမှာမွေစိတ်တွေမရှိတော့ပါဘူးသွေးခုန်နှုန်နဲ့ပုံမှန်ပြန်ဖြတ်သွားပါပြီကိုငွေပူအသံတည်းကင်းသွားပါပြီ ကျောင်းဝင်းရဲ့စကားကိုကြားတော့ဒေါက်တာစိန်ဆိုတာဝမ်းသာပြီးကျေးဇူးတင်လို့လို့ကျုပ်ကိုထိုင်ကြတော့မယ်လုပ်နေရပါဗျကျုပ်လည်းမကြတော့ဘူးမနေတာထားရတာပေါ့ဗျာကိုငွေဘူးကတော့တတိယနာပဲမဲ့အရန်လှုပ်လှုပ်ရှားရှားမလုပ်နိုင်သေးဘူးဗျကျုပ်လည်းစိတ်မြင့်စိန်ထားတာနည်းနည်းကြံ့နေရဲ့ရေကိုတိုက်လိုက်တယ်ရွာတွေကလူတွေလည်းကိုငွေဘူးတက်တာလာကိုတွေ့ပြီးအာဩကြပါဗျာကျုပ်ကတော့ဒီမော်စိတ်မြင့်ကိစ္စကိုအမှန်တိုင်းဖယ်ပြောပါမလဲဗျနောက်တရနှစ်ရက်လောက်နေတော့ကိုငွေပူတယ်ပုံမှန်တိုင်းပြန်ဖြတ်သွားတယ် ျုပ်စီထဲမှာတွေးနေမရတခုရှိရဲ့ဗျ။အဲ့ဒါကိုငွေပို့ဘသူတရားဘလို့ကိစ္စကြောင့်ဒီလိုတိုက်မွေနေတိုက်ရလဲဆိုပြီးတော့ပေါ့။သိမကြပါဘူးဗျာ။ကျုပ်သိချင်တဲ့အကြောင်းရင်းကိုကျုပ်သိလိုက်ရတယ်။ဟိုတလောကကျုံစုရွာရဲ့ဇက်ပွဲကပွဲစည်းမှာကိုငွေပို့နဲ့ကျုံစုရွာသားတို့စကားများရန်ဖြစ်ကြရဲတဲ့။ကျုပ်လည်းဒီသတင်းကိုတန်ကလာပြောပြမှသိရတာဗျ။ဒါကြောင့်ဒီကိစ္စဟာကျုံစုရွာသားတယောက်ရဲ့လက်ချက်မှန်ကျုပ်တွေးမိရပါဗျာ။ကိုငွေပို့တိုက်မွေနဲ့အတိုက်ခံရကိုတော့ကျုပ်ဘသူ့မှမပြောပြဘူးဗျာ။ တော့ကြတရားနဲ့တရားရန်နေပို့ပြီးပွားကုန်ကြမှာဆိုလိုပါအဲ့ကိစ္စဖြစ်ပြီးနောက်ပိုင်းရွာလူတွေကတော့ကျမကြီးနဲ့ပတ်သက်ပြီးတခုဖြစ်ရင်ကြုတ်စီလာပြီးကုခိုင်းကြတယ်ဗျကျို့လေသူတို့ပုံမှန်နေမကောင်းဖြစ်တာတော့ကြေးလက်စေကံကိုတော့ပို့ပဲညွှန်ရတာပေါ့ဗျာမဟုတ်ရင်ဖင်နာလာကောင်းနာလာကအစကြုတ်စီပဲလာကြတော့မှလေအခုတော့ရွာလူတွေရဲ့ပဲတွေကိုနေစားဆင်းပြီးသိမ့်ဖို့တွားလိုက်ဦးမယ်ဗျို့